မင်္ဂလာပါရှင်ရန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့နဲ့ဘယ်လာရုစ်သမ္မတနိုင်ငံ Belarusian State University BSU Belarusian State University of Informatics and Radio Electronic BSUIR တို့အစီအွေကျင်းပတဲ့သတင်းဖြစ်ပါတယ် ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ဘယ်လာရုစ်သမ္မတနိုင်ငံဘယ်လာရုစီယန် State University BSU ဘယ်လာရုစီယန် State University of Informatics and Radio Electronic BSU IR တို့အကြားပညာရေးဆိုင်ရာပုံမပူပေါင်းဆောင်ရွက်နိုင်ရေးအတွက်နိုင်ငံတက္ကသိုလ်များအကြားတွေ့ဆုံဆွေးနွေးမှုကိုနိုဝင်ဘာ29ရက်မွန်လွဲပိုင်းကရန်ကုန်တက္ကသိုလ်ဝန်ထမ်းတပင်ကောင်စီခန်းမှမှာကျင်းပကြောင်းသိရပါတယ်။ဆွေးနွေးပွဲသို့ Belarusian State University VSU မှာပေါမခချုပ် အန်ဒရီကာရုံဗလာရူစီယန်စတိတ်ယူနီဗာစီတီအော်အင်ဖော်မက်တစ်အန်ရေဒီယိုအီလက်ထရောနစ် VSUI မှာပေါ်မောက်ကဇုတ်ဗော်ဒင်ဗိုကတ်စတိုနေအတူရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့မှပေါ်မောက်ကချုပ်များဒုတိယပေါ်မောက်ကချုပ်များပေါ်မောက်ကဌာနမှုများတက်ရောက်ကြပါတယ်ဦးစာရန်ကုန်တက္ကသိုလ်ပေါ်မခချုပ်ဒေါက်တာတင်မောင်ထွန်းကကျေးဇူးမိတ်ဆက်စကားပြောကြားပြီး BSUIR ပေါမခါချုပ် Virgin Progress မန္တလေးတက္ကသိုလ်ပေါမခါချုပ်ဒေါက်တာနေဝင်းဦးနဲ့မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်ပေါမခါချုပ်ဒေါက်တာတင့်နေတို့ကမိတ်ဆက်စကားများပြောကြားကာရန်ကုန်တက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့မှတာဝန်ရှိသူများကတက္ကသိုလ်များနဲ့ပတ်သက်တဲ့အချက်အလက်များကိုရှင်းလင်းပြောကြားကြပါတယ်ဆက်လက်၍ရန်ကုန်တက္ကသိုလ်နဲ့ Belarusian State University of Informatics and Radio Electronic BSU IR တို့ကြားပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီမှု Letter of Agreement LOA ကိုလက်မှတ်ရေးထိုးကြပါရယ်။အဲ့ဒီနောက်နှစ်နိုင်ငံတက္ကသိုလ်များချင်းချင်းအမှတ်တရလက်ဆောင်များပြန်လည်ပေးရကြောင်းသိရပါရရှင်။